ိုင်းခွဲလုံသားတအူအဖြစ်လောက်ကန်ခဲ့မှုသူတအူကချောင်းသာကန်းစီမှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေတဲဆောင်လာပြီးပြောင်းအိုးဖောက်တယ်လို့ဖောက်ခွဲမှုတွေပြုလုပ်ခဲ့တာကြောင့်ဖမ်းဆီးစစ်ဆေးခဲ့ရတယ်လို့သိရပါတယ်။ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပါဝင်တဲ့အိတ်တလုံးသဲဖြူကြိုးမှကျန်ခဲ့တာကိုဖျားလူကြီးတွေက တွေ့ရှိပြီးအဲ့ဒီအိတ်ကိုမတင်ကားတဲ့အတွက်ရဲစခန်းကိုလာရောက်ပို့ရာကနေအဲ့ဒီအိတ်ပိုင်ရှင်ကိုဖမ်းဆီးအရေးယူစစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ိပိုင်ရှင်ဟာစကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ်မြို့တည်ရက်ကွက်မှာနေထိုင်သူဖြစ်ပြီးအရင်ကမိုင်းခွဲလုံသားတအုပ်အဖြစ်လုပ်ကိုင်ခဲ့မှုသူဖြစ်ပါတယ်။အဲ့ဒီသူဟာချောင်းသာကန်းကြီးမတ်ဆော်တယ်ရှိမှလဲကက်တီတလုံးရှိုးကျိုးတစ်ချောင်းလန်ကျိုးတစ်ခုတို့ကိုအသုံးပြုပြီးပြောင်းအိုးဖောက်တလို့ကန်းကြီးမှာဖောက်ခဲ့တဲ့အတွက်ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်တယ်လို့ချောင်းသာရဲစခန်းကသိရပါဗျ။ချောင်းသာမြို့နယ်ရဲစခန်းမှုဦးကျော်အောင်ကရွှေရင်းမှာမိုင်းခွဲတဲ့စူးစာလေးတွေကို ယူလာတာဖြစ်ပြီး ရန်အမျိုးအစားကတော့သက်ဆိုင်ရာ CID ကအတည်ပြုပေးမှသာတိတိကျကျသိရမှာဖြစ်ပြီးလက်ရှိမှာတော့ပသိမ်မျိုးမရဲစခန်းမှာထားရှိက အမှုကိုချုပ်ရက်ရမန်ယူစစ်ဆေးနေရလို့ပြောပါရယ်အခုလိုဖောက်ခွဲမှုပြုလုပ်ခဲ့သူဟာဧပြီလ30ရက်နေ့ကတန်ငယ်ချင်း23ဦးနဲ့အတူချောင်းသာကန်းချီကိုအလဲပတ်ထွက်လာစဉ်ကုမ္ပဏီမှလောက်ကင်ခဲ့စဉ်က မန်နေဂျာမတိအောင်ယူဆောင်ထားခဲ့တဲ့ကက်သေး၅လုံး၊ရှိုးကျိုး၅ကြောင်၊လန်ကျိုး၄ခုကိုချောင်းသာကန်းချီမှာပျောက်ဖောက်ဖို့အတွက်အတူလာတဲ့တငယ်ချင်းတွေမတိအောင်ယူဆောင်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မတ်စ်ဟိုတယ်ရှေ့မှာတခုကိုဖောက်ခဲ့ပြီးကြံတဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုရဲစခန်းကသိမ်းဆီးခဲ့တာဖြစ်တယ်လို့ကာယကံရှင်ရဲ့ရဲစခန်းမှာထွက်ဆိုချက်အရသိရပါတယ်။ ချောင်းသာကန်းချိန်မှာပြာအိုးဖောက်တာကိုခွင့်ပြုမထားပဲခလေးတွေဖောက်တဲ့အတန်မမီတဲ့မီးရှူးမီးပန်းလောက်ကိုသာဖောက်ခွင့်ပြုထားတယ်လို့ချောင်းသာကြေးရွာအုပ်ချုပ်ရေးမှူးကဆိုပါရယ်လက်ရှိမှာတော့အခုလိုပြုလုပ်ခဲ့သူကိုချောင်းသာနယ်မြေရဲစခန်းမှာပါ50မြင်းဆောင်2015ပောက်ကွဲစေတတ်တဲ့ပစ္စည်းများအုပ်ပရေပုံမှန်9နဲ့အရင်းယူဆောင်ရွက်ထားတယ်လို့သိရပါရယ်